အလုံးမဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီနေ့မှာတော့ဆီယာမဟယ်ရနေဂျာရေးသားထားတဲ့ Right You Are On History ဆိုတဲ့ဝတ္ထုလေးကို အပိုင်း19အနေနဲ့ဆက်လက်ဖပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်တပွင့်နှစ်ပွင့်သုံးပွင့် လလန်းမမီသည့်ကြာပွင့်တွေကိုလက်ညှိုးထိုးရင်းရင်းနှမျောတက်တမချင့်မရဲဖြစ်ကနှကန်းကိုင်မိလိုက်အန်ကျိတ်မိလိုက်နဲ့လက်ထဲကကြာသုံးပွင့်ကိုငုံကြည့်ဤຫນွေဥပောက်ပြီးမှတစ်ပင်တွေ၆တွေကတည့်ရွက်တွေကြွေကြနေတော့လဲကန်ကြီးပက်လေမှာစိမ့်စိမ့်ဆူဆူလှနေစေပင်ထို့ပြင်ကြာတွေအကွက်လိုက်ပွင့်နေသည့်ဖြစ်မနက်ခင်းစောစောနေမထွက်ခင်အချိန်မှာသူမကြာပန်းလာခုချင်းဖြစ်ဤ ဝရိယရှိရှိစောစောထား၍လာမတာကြာတွေကိုလက်ဦးနိုင်မီမဟုတ်လျင်အော်တိတ်တို့ဇီးပြားတို့ကရွာထဲလေယောင်း၍ကုန်လောက်ပြီသူတို့လိုရေကူးတက်လျင်လဲအကောင်းသာ အခုတော့ရေကူးတက်ဖို့နေနေတတာရေထဲတောင်မစင်းရဲ့ပဲလက်လန်းမီယာကြပန်းကို ချိုးယူနေရသဖြင့်စိတ်ထဲအကြိုက်မတွေ့ခြင်း ဂျာပန်တွေကလည်းအော်တိတ်တို့အချိုးခံမှုများရေးလဲမှာကွက်ပွင့်နေသလားမပြောတတ်ချေမရနိုင်တာကိုငေးမနေတော့ပဲခူးလာသည့်ဂျာသုံးဝင်းကိုသာယူ၍ရွာဘက်ပြန်လျှောက်လာခဲ့သည်ကန်ကြီးကမင်းညူယာအေကအတွင်းမှာရှိကချိုးရီအတွက်တရွာလုံးအသုံးပြုကြသည့်ရေကန်ဖြစ်သည် မင်းညိုအိမ်မှာခြေလင်းလျှောက်လျင်လေးဖာလုံးခန်းဝေဤရွှေကဲကန်ကြီးအရှိတ်ရာကင်းတွေထဲမှာတဆင်ဖြဲ၍မင်းညိုအိမ်သို့လျှောက်လာခဲ့သည်သူမကြောင်းပိရဲ့ပြန်လာတိုင်းမင်းညိုအိမ်ကတနေရာမဟုတ်တနေရာတော့ပြောင်းလဲနေသည်သာအိမ်ကြီးရဲ့ရှိတ်ချမ်းမှာကွန်ကရစ်လမ်းကျဉ်လေးခင်းထားကသူမနဲ့မမပူစုစိုက်ထားသည့်စီးပွားကမုံပန်းအိုးတွေကလမ်းတစ်လျှောက်စီရီနေရာယူထား၏ အနောက်ချမ်းမှာတော့ဆောက်လက်စာအုပ်တိုက်တလုံးနဲ့မြင်းဒီအုပ်ခဲပုံကြီးကို တွေ့ရသည် ထို့နားမှာတော့တီးပင်စားပင်စိုက်ခင်းကြီးကဧကဝတ်လောက်ကျဲဤရွှေကဲတွေ့ရင်ငေးရင်အိမ်သားတို့ရောက်မှန်းမသိရောက်လာသည်မိမိကပဲပစုံသည်ခုဖို့ခိုင်းစီလိုက်တော့လေသူမက အနောက်ကန်ကြီးမှာကြာပန်းသွားခုနေသည်အဖြစ်ဟဲ့ရွှေရဲလေးညီလေးကဒါဘဲကပြန်လာတာတော့ပဲပစုံတိခူးမယ်ဆိုပြီးတော့ကန်ကြီးဘက်သွားပြန်ပြီထင်တယ် ဒေါ်မုံကြီးကရွှေခဲကိုမြင်းတော့လမ်းအော်သည်ဒေါ်မုံကြီးအော်တန်ကြားလို့ထင်သည်ဒေါ်လွန်းညိုစရုံးထုံးလက်ဆတန်းလက်နှင့်အိမ်ထဲမှထွက်လာ၏ဟင်တမီအခုထိဘာမှမပြင်ရသေးဘူးလားဒီနေ့ဖုန်ကြီးเจ้าမှာမင်းညိုတို့အလှရှိတယ်လေမင်းနေပြန်ပြီထင်တယ်ဒီကလေးကတော့မင်းညိုပြောမှသူမှတတိယသွားသည်ဒီနေ့ဦးတော်မွင်နေ့တခါမှဝေကောင်းစားလာမဟုတ်ခဲ့ဘူးတော့ဒေါ်လွန်းညိုက ပိုးချိန်နဲ့ရင်မုံအင်ကြီးကို တွဲဝစ်ထားပြီးလက်ဝတ်လက်စားတွေညွန်ကြနေ၏။ပူစုမကလည်းပြင်ဆင်ခြေတနေပြီ။တမီမင်းညိုတို့မမပူစုတို့ကဟိုမှာစီမံခန့်ခွဲစရာတွေရှိနေလို့အခုပဲဖုန်ကြီးကျောင်းကိုသွားတော့မလို့တမီလည်းအိမ်ပြန်အဝတ်စားလဲလှလပပလေးဖိလိမ့်ခြေတာပြီးကျောင်းကိုလိုက်လာခင်တော့မင်းညိုတို့သွားတော့မယ်တမီရဲ့ ဒေါ်လွန်းညိုအေးတကြီးဖြစ်နေပုံဖြင့်အိမ်ထဲပြန်ဝင်သွားပြီးမှပါဆယ်ဘုံတစ်ဘုံကင်လည်းရဲ့ပြန်ထွက်လာသည်ရွှေခဲကအိမ်မပြန်သေးပဲကြောက်စီနာမှာခြေလက်စီနေစေသမီးဒီဘုံကြီးအပေါ်တက်ကသမီးကိုကြီးစီတော့ပို့လိုက်အောင်ပူစုရေပြီးပြီလားမြင်မြန်လှုပ်ဟဲကြာချက် ရွှေခဲလက်ထဲပါစယ်ပုံးကြီးထည့်ပေးခဲ့ပြီးဒေါ်လုံးညိုနေပူစုမှခတ်တုတ်တုတ်ထွက်သွားကြလျင်ရွှေခဲကကြာသုံးဖို့ကိုကြောက်စီတဲ့ရေစိမ်ထည့်ခဲ့ပြီးပါစယ်ပုံးကင်လျက်အရင်ပေါ်တတ်သူတက်ခဲ့သည် သူမ၏လှူရှားမှုမှန်သမျှကိုပရင်းထမငုံကြည့်နေသူသည်တလာပိုင်းကစရင်တွေပဲပြန်စစ်ထားပကိုးကဝယ်လက်တွေကိုငါနောက်မှဖုံးဆက်ပြောလိုက်မယ်ဈေးကွာနေတာတွေဘာတွေကမင်းတို့ရှင်းရမယ့်အပိုင်းမဟုတ်ဘူးစရင်ပဲမှတ်အောင်ပြန်စစ်ပြီးငါ့ကိုဖိုင်ပို့လိုက် ူစီကရက်လက်ချားညှဲရင်ဖုံပြနေလျက်အပေါ်ပိုင်းဗလာချင်းနဲ့အဝိအစားမလဲရသေးသည့်အဖြစ်ကိုလည်းမိနေသည်တမန်နှလုံးလာသည်မဖုံကိုမိုးလင်းကလေးကမပြီးနိုင်မစီးနိုင်ပြောနေရ၏ဒီနေ့တနေ့ကိုဘာကိစ္စပဲရှိရှိဖုန်းမဆက်နဲ့စာပဲပို့ထားအပြက်ပြော၍ဖုန်းကိုဆက်ပေးလိုက်သည်ဒီနေ့သူမွေးနေမွေးနေအလူနဲ့ကြမ်းချိန်လွားဖက်ပွဲ တွဲလျက်ရှိနေသည်မို့ရွာလုံးကျွလာကြမည် ဒီလိုအခမ်းအနားတွေကိုလည်းစိတ်လဲမဝင်စားဘယ်တော့မှလည်းမသွားဖြစ်ခဲ့ပဲအမစ်ဆန္ဒကြောင့်အလူကြီးပေးလိုက်ရသည်စီဂရက်ကိုတစ်ဖွာခန့်ရှိုက်လိုက်ပြီးဇပွဲပေါ်ကကြွက်ထဲမှာပြာချွေလိုက်၏ထို့နောက်ချိတ်စင်ကတပတ်ကိုဆွဲ၍လှည့်လာလျင်ပါစယ်ဘုံးကန်၍သူ့အခန်းရှိရောက်လာသူက ရွှေကလေးမင်းညိုကပေးခိုင်းလိုက်တာသူပါမှမပြောရသေးခင် သူမကအရင်ပြော၍ပါစေဘုံကိုကံပေးသည်သူလလန်းယူတော့သူမကလှဲ့ထွက်ဖို့ဟန်ပြင်လျင်သူကတော့ခွင့်မပေးပဲတကားကိုလက်ထောက်၍ပိတ်ရက်ပြည်ဤခဏနေဦးတော်မအားလို့ဗီဒီယိုထဲကတင့်တော်မဲ့ဝင်စားရှာပေးအောင် ကိုဘသာရှာပါလားဟုပြောမိမလို့ဖြစ်သွားပြီးမှ သူကပါစယ်ဘုံကိုချင်းရင်မှချထားခဲ့ပြီးရန်နာဘက်ထွက်တာကမျက်နာတင်နေတဖြစ်ရွှေကဲသူ့ကြောပြင်ကိုမျက်စောင်းလန်းထိုးရင်းဗီဒီယိုကိုဖွင့်၍အဝတ်အစားရှာပေးရသည် မိခိုးရောင်တွေအဖြူရောင်တွေကြီးများနေသည့်အင်ကြီးတွေထဲကမိုးပြာရောင်ဖြုတ်ဖြုတ်ရှက်လက်ရှိကိုတွေ့သည်ထိုအင်ကြီးကိုယူလိုက်ပြီးမှပစိုးတွေစီခောက်ထားသည့်အထက်မှပစိုးရှာရပြန်သည်နက်ပြာရောင် အခန်းမှအဖြူဖောက်ထားသည့်ရောပစိုးကို မျက်စိကြာသွားကထိုပစိုးကို ထုတ်လိုက်ပြီးဘီရိုတကားပြန်ပေး၏သူအတွက်ရွေးပြီးသည့်အဝတ်အစားတွေကိုရင်ခွင်ထဲထည့်ပိုက်၍ပြန်လှည့်လာလျင်အမလေး သူမရှိမှရက်နေသည်တော့နေရင်ပတ်ချင်းတိုင်မီမတက်ဖြစ်သွားကရွှေကဲလန့်ဖြန့်နောက်ဆုံးမိ၏ဥတော်ကလည်းအတမပေးဘာမပေးနဲ့လန့်သည့်အချိန်ကမပြဲသေးပဲရွှေကဲသူ့ကိုမျက်စောင်းထိုး၍ရန်တွေ့လေသည်တော်သေးတာပေါ့အဲ့ဒီမျက်စောင်းကထိုးမှထိုးပါမလားလို့သူကမတိမပြုံးနဲ့စူးဆိုင်ကြည့်၍ငော်လည်းရင်သူမကဟွန်ကနေနှာခေါင်းတွန်း၍အဝတ်အစားတွေကို သူ့လက်ထဲစောင့်အောင်ထဲသည် သူကအဝတ်အစားတွေမက သူ့မလက်ကလေးတွေကိုပါတိမ်ချုပ်ပစ်လိုက်ပြီးဘာဖြစ်လို့အရင်လိုမဟုတ်တော့ပဲပြောင်းလဲသွားတာလဲဘာတွေစိတ်ကောက်နေရလဲပြောရွှေခဲအလန့်တကြားယုံတော်လဲသူကလှမပေးပဲမြင်းမြန်စွာစုတ်ထားကမျက်နာချင်းကလူမတက်ငုံမေဤဘာမှမပြောင်းလဲဘူးဘာမှလည်းစိတ်မကောက်ဘူးဖဲ့ပါတမိလက်ကိုဘာလို့ချုပ်ထားရလဲရွှေခဲခကြိတ်ကြိတ်ပြန်អော်ရင်လေပင်လိန်နေသည့်အထိမျက်နာလွှဲထားလျက် မင်းမညာတတ်ပါဘူးရှိခဲ့လေအဲ့လိုရှောင်ဖဲရှောက်ဖဲလုံနေရတဲ့အကြောင်းကိုပကံမာကလေးကမေးကျင်နေတာအခုမင်းမဖြစ်မချင်းမလှုပ်မပေးဘူးကို့ဘာသာကိုတိပေါ့တမီကဘာမှပြောင်းလဲစရာအကြောင်းမရှိဘူးအရင်တိုင်းပဲလှုပ်ပါဆိုနေဖုန်းကြီးကြောင့်ကိုတွားရအောင်မှနောက်ကျနေပြီသူ့မျက်နာကြီးတိုးကလာတိုင်းလန်နေပြီက ရွှေကဲဇောချွေပြန်လာဤအဲဟိုမှာလူရှိရထင်နေသူမမျက်လုံးပြူးလေးနဲ့អော်လိုက်လေရင်ချုပ်ထားသည်သူ့လက်တွေပြေးကျသွားကနောက်လေကြည့်သည် ရွှေကကထိုအဖြစ်ကိုလက်လွတ်မခံပဲသူ့အခန်းထဲမှာတချိုးတဲ့လစ်ပြေးသွားလေသည်။သူမလီစဲထွက်ပြေးသွားမှန်းတိလိုက်တော့မှ သူအငိုက်မိကြံခဲ့ရသည့်အဖြစ်ကြောင့်ဟာကနေတောင်ရေရွံ့မိသွားသည်။တော်တော်လေသည့်ကောင်းမလေး။သူကိုယ်တိုင်ဘာဖြစ်လို့အာဓမရိစံကုန်မမတိလိုက်ပဲရင်ခုန်တဲ့တွင်မြန်နေသည်။ မှန်ကြည့်ပြီးအဝတ်စားလဲနေပေမဲ့မှန်တဲ့ကသူ့ရုပ်ကိုမမြင်မဲရွှေခဲလေးမျက်နှာပဲမြင်ရောက်နေ၏ဒီလိုရင်ခုန်တမ်းမြင်နေသည့်နှုံကြောင့်မိန်ကွန်းပြော၍စောက်တလွဲတွေဖြစ်ကုန်မှခမည်ရွှေကလေးရေးပေးထားသည့်အဝတ်အစားကိုလဲပြီးသည့်နောက်မှာတော့သူမပေးခဲ့သည့်ပါဆယ်ပုံးတွေကဂရီဘာဖနက်ကိုစီးလိုက်သည် ပြင်ဆင်ပြီးသည့်နေ့အောက်ထပ်သို့ဆင်းခဲ့၏မိဖို့ကြောင့်ရှေးကြောက်စီတွေကလက်ဆေးဖို့ရေခတ်လိုက်လျင်ကြာပန်းသုံးကင်ကိုတွေ့သည့်ဖြစ်ဆယ်ယူလိုက်သည် ရွှေကလေးလမ်းဖြတ်ပြန်ပြေးသွားပြီးကြာပန်းတွေမေ့ကြံခဲ့ခြင်းဖြစ်လိမ့်မည်။ကြာညိုရနက်တင်တင်ကနာဝသူတိုးဝင်လာသဖြင့်သူစိတ်တွေလန်းဆန်းကြည်လင်သွားလေသည်။ရွှေကအိမ်ပြန်ရောက်သည့်အထိရှက်ရွံ့ထူပူနေစေ။ဥတော်အကြည့်တွေဘလောက်တောင်ညှို့ငင်ပြူစားလိုက်တလဲတော့မသိ။သူမကတော့ကြောက်ကမ်းမအစုံမရက်နေရသူလို့ တဲထိတ်ရင်ဖို့ခန်းစားချက်ကြီးနဲ့တကူလုံးနှစ်ပူးတလို့တုံရှင်နေသည်တနခါရေတွေဖိတ်ဆင်းသွားလိုက်ရေမွေးဘူးတွေပြုတ်ကျသွားလိုက်နဲ့တတိလလို့ပြာရာခန့်နေသဖြင့်ပြင်ဆင်ပြီးစောင့်နေသည့်မွေးသမီးခင်ကအော်ဟစ်စူပူတော်သည်ရွှေခဲရေညီဒီနေအလှပြင်လို့ပြီးအောင်ပါလားမနက်ခရဲကဘဲပစုံဒီခူးခိုင်းတာကိုကြာပန်းသွားခုနေတယ်ပြန်လာတော့လက်ပလာနဲ့မေမေမနေစိတ်ရှိထားရတာနော်ရွှေခဲမြင်မြတ်တော့တက်လှုပ်ဆန်းပါအေးနောက်ကျနေပြီ မိမိအော်တန်ကြားမှရွှေကဲအပေါ်ရန် တွေ့သည့်အဝတ်စားကိုလဲ၍ခေါင်းဖီးရသည်ဇပင်ကိုဒီအတိုင်းအပြောင်သိမ့်၍ချာလီကွန်းနှင့်စီးနောင်လိုက်ပြီးနောက်အခန်းထဲမှထွက်ခဲ့သည်ဟိုနေ့ကချုပ်ထားတဲ့ပါတိတ်ဝန်းဆက်လေးတော့ဘာလို့မဝတ်တာတော့မေမေပဲတွတ်တွတ်လို့ဆိုလို့တွေ့တဲ့ဟာဝတ်လာတာလေရွှေကဲကငွေရောင်ရောသည့်အပြာနုနုရင်ပုံးလက်ပွားကို အပြာနှင့်အနက်ရောသည့်ပါတိတ်လုံးကြီးနှင့်တွဲဝေသားသည်ဖြင့် ုံစံကယူနေသည်ဒေါ်ရွှေရန်ကစိတ်ကုံလွန်းလို့မပြောချင်တော့သည်ဟန်ဖြင့်တက်ပြင်းချာ၏ရွှေကဲမင်းမင်းနှင့်အတူအိမ်ထဲကထွက်လာကမှကြာပန်းတွေမပါလာသည့်အဖြစ်ကိုအမှတ်ရသောကကိုကိုကိုအပြစ်တင်မိတော်သည်တမန်နှလုံးစူးစားပန်းစားခူးလာသည့်ကြာပန်းတွေကိုမှမေလာမိသည့်အဖြစ်သူမတို့ဖုန်ကြီးချောင်းရောက်တော့လူဆုံနေပြီ။ လှဲနေလေအောင် မြင်းဆောင်မကျန်းဆိုသည့်စကပုံအတိုင်းဒီလောက်စီကားတိုက်မြိုက်သည့်ပွဲမျိုးရွာမှာတခါမှမရှိခဲ့ဘူးကြီးကြောင်ဝင်တစ်ခုလုံးကော်စောအပြည့်ခင်းထားသည့်ကွင်းပြင်အလယ်မှာစင်မြင့်တစ်ခုစောက်ထားကထိုစင်မြင့်ထက်မှခုံဆောင်တစ်လုံးရှိသည့်ထိုခုံဆောင်ပေါ်မှာတော့မိုက်နဲ့ပန်အိုတစ်လုံးတင်ထား၏ဓမာယုံယောဂီဆောင် စွန်းစားဆောင်နှင့်ဖျားရင်ပြင်မှလည်းလူတွေအပြည့်ထိုပြင်ကျောင်းပေါ်မှာရွာနီးချုပ်ဆက်က ဖိတ်ကြားထားသည့်အုပ်ချုပ်သူလူကြီးမင်းများစုံညီနေသည့်ထိုပွဲကိုဆရာကြီးဦးဆန်ရှိကိုယ်တိုင်ဦးဆောင်ကျင်းပပေးခြင်းဖြစ်၍အစိုးရအရာရှိအကြီးအကဲများလည်းတက်ရောက်လာကြသည့်ရွာသူများကပန်းဖလားတွေပန်းခိုင်ပန်းကုန်းတွေ ကိုစီနေဖြစ်ခါသူမကတော့လက်ပလာနဲ့ရန်နေရသည်တမီဒီနားမှာခဏနေခဲ့ဦးနော်မေမေပူစုတို့နာတော့ကူလိုက်အောင်မေမေထွက်သွားတော့ရွှေခဲရောင်လေလေကျန်ခဲ့သည့် ပူပူတို့နူးတစ်တို့တော့ပြန်မလာကြဘူးထင်သည် သူတို့မှလွဲ၍တခြားရင်းနှီးသည့်တငယ်ချင်းအပေါင်းအသင်းမရှိတော့ကြဝါပင်ရိပ်မှတယောက်တည်းရနေမိ၏ဖုန်ကြီးကြောင့်လည်းဝင်လာမဆဲတသေးသေးဖြစ်နေသည့်လူတွေထဲမှာဆရာမရင်ကြီးခင်တို့အဖွဲလည်းပါလာ၏ဆရာမတွေကလည်းကိုစီဖီလိန်ချေတာလာကြတာအလပြင်းချင်းအတက်မှာသူတို့လောက်ပင်အဖြစ်မရှိသည့်ကိုကူကူပြန်ကြည့်ရင်စိတ်သက်ကြာနေမိတော့သည် ုံငဲတင်ငင်းနေရှိနေရင်မလန်းမကက်မှာဥတော်နေဆရာမယင်ကြီးခင်စကားပြောနေတာကိုမြင်လိုက်ရလည်းရင်အမျိုးအမည်မသိသောဝေဒနာတရက်ကရင်ထဲတိုးဝင်လာသဖြင့်သူတို့ကိုမမြင်ချင်အောင်ဆောင်း၍ကွယ်ရက်မှာကြောခိုင်းထားလိုက်သည်တော်ရဲ့ငါဝမ်းတာလိုက်တာနင့်အစားရင်ကျေးအတန်လေးကလှိုက်လဲတုံရင်နေသည်တော်ကလက်နောက်ပြထားရင်ဘာမှမပြောဘဲတည်ငြိမ်စွာရှိနေ၏ သူ့မျက်လုံးအကြည့်တွေကဝါးပင်ရိပ်စီရွေလျားသွားခဲ့လျင်ခင်လေးခဏနော်သူရင်ကျေးကိုပင်စကားမပြောအားပဲထိုဝါးပင်တန်းစီတွက်လက်စွာလှမ်းခဲ့၏ရင်ကျေးဒီအတိုင်းရက်ကြံခဲ့ရင်ကြောပတ်ပစ်ထားသည့်သူ့လက်တွေထဲကကြာပန်းသုံးခိုင်ကိုမြင်သွားခဲ့၏ရွှေခင်လေးအမေသူ့ခေါ်တန်းကြောင့်အမေတာမီကရင်ဘက်ဖီ၍လှဲ့ကြည့်မိသည်မင်းကြံခဲ့တဲ့ကြာပန်းတွေ သူကကြာပန်းတွေကိုကမ်းပေးတော့ ရွှေခဲယူဖို့တွန်းဆုံနေ၏သူကပဲလက်ထဲထည့်ပေး၍အခမ်းအနားစတော့မှမင်းအမေတို့နားမှာပဲနေရမယ်လားအမိတ်ဆန်ဆန်ပြောပြီးသူပဲရွှေခဲလေးလက်ကိုဆွဲလာခဲ့သည်သူတို့နှစ်ယောက်ကိုတချို့ကဒူလောဒူလောကြည့်နေကြပြီးရင်ကျေးတို့ဆရာ အုပ်စုကအချင်းချင်းလက်တိုးနေကြ၏တို့အုပ်ကြီးအစ်တစ်ကအဲ့ကောင်မလေးနဲ့ဘလို့ပတ်သက်နေလဲမသိဘူးနော်ပန်းတွေပေးနေတယ်တော့ဆရာမတယောက်ကမေးလိုက်ပြီးမှရင်ကျေးကိုအာနာဟန်ဖြင့်ညိန်သွား၏ တော်ကဆင်မြင့်ဤရှိဆုံးမှာရှိနေသည့်အမေတို့နာမှာရွှေကလေးကိုထိုင်စေလိုက်ပြီးဆရာကြီးဥဆန်ရွှေနှင့်လူကြီးမင်းများထိုင်နေသည့်ကျောင်းပေါ်သို့တက်ခဲ့၏ဖရာစင်းသူတို့ဤရှေ့တက်တဲ့ရွှေကလပ်ပေါ်မှာရွှေကြီးဖောင်းဖောင်းကြွကနုံများလှပစွာကွထားသည့်အနက်ရောင်ကလေးပါ ကင်းဘဆာတခုကလိတ်တင်လျက်အနေအထားဖြင့်လှပစွာတည်ရှိနေသည်ရွှေကလက်ဤဘေးမှာမိုက်အသေးစားတခုထောင်ထား၏ဆရာတော်ကြွလာတော့အတန်တွင်ဆဲသွားကြကဩဃာတာကတော်ချိုးရွ၍ငါးပါတီလာခံယူကြ၏တီလာခံယူပြီးနောက်မှတော်ရွှေကလက်ရှိနေသည့်အုတ်ခုံမြင့်ပေါ်တက်သွား၏ဖျားကို ရိုရိုတေတေရှင်ကိုဥချလိုက်ပြီးမှလိတ်ထားသည့်ကင်းဘဆာကို ဖြန့်လိုက်ဖြန့်ချလိုက်သည် ထိုကင်းဘက်စားသည့်ရွှေချီထွန်းရိပ်ရေးထားသည့်ကြမ်းကျင်လွှာပင်သည်အာလုံးသည် အကြသံပင်မကြာရလောက်အောင်တိတ်ဆိတ်သွားကြလျက်လေတိုးတန်တို့များထွက်မလာချင်မိုက်ထဲကသူ့အတန်သည်သူ့အတန်သည်သာအရက်လေးမျက်နှာတစ်ခုလုံးတို့ဖောက်ထွက်လွှမ်းမိုးလျက်အဖဦးမြတ်ထင် အမိဒေါ်လုံးညိုတို့ဤသား ကျွန်တော်မြတ်တော်လူသည်ဖိုးကွင်းရွာသူရွာသားများဤသဘောဆန္ဒနှင့်အညီတင်မြောက်ခံခဲ့ရသည့်ဖိုးကွင်းကြီးရွာဤဆယ်ဆက်မြောက်ဥက္ခရာဖြစ်ပါသည်တရားဝင်တင်မြောက်ခံရသည့်ဥက္ခရာအနေဖြင့်ရွာဦးချောင်းဆရာတော်နေတကွာတော့ကျွန်တော်မိဘဆရာသမားများအားဥထိပ်ပန်းစဉ်၍ဤကျမ်းသစ္စာကိုအများဤရှိမောင်း၌လေးနက်တည်ကြည်စွာရွတ်ဆိုတိုင်တယ်ပါမည်ကျွန်တော်သည် ဖိုးကွင်းရွာသူရွာသားများယုံကြည်စွာပေးအပ်သည့်တာဝန်ကိုတည်ဆဲဥပဒေနှင့်အညီလွှဲပြောင်းလက်ခံရယူပြီးဖြစ်ပါသည်ကျွန်တော်ဤအသက်နှစ်ခန္ဓာအားဤရွာအတွက်အနင်းပါသည်ကျွန်တော်ပခုံးထက်သို့လွှဲပြောင်းယူခဲ့သောတာဝန်နှင့်ဝတရားတို့အတိုင်းဤရွာဤကောင်းကျိုးကိုရှေးရှု၍ရဲရွာဖွံ့ဖြိုးတိုးတက်ရေးအေးချမ်းတာယာရေးအတွက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဥလယ်မတုံကြေပွန်စွာထမ်းရွက်သွားပါမည် ဤကျမ်းသစ္စာကိုကျွန်တော်တာဝန်ထမ်းဆောင်နေသည်။ကာလတလျှောက်လုံးတည်မြဲစေရမည်ဖြစ်၍ဤသစ္စာဖောက်ပြခဲ့ပါကဘဝတဏှာဆက်တိုင်းဆင်းရဲဒုက္ခအတ္တိပြီး၍အပယ်ငရဲ၌သာကျင်လည်ရပါစေ။ဤကတိသစ္စာတည်မြဲမှန်ကန်ခဲ့ပါလျင်ကျွန်တော်ရောကျွန်တော်မြည်သည်ကျွန်တော်လက်ထက်၌တိုးတက်စီပင်ဖွံ့ဖြိုး၍တရားမျှတမှုဖြင့်စီလုံးတရားအေးချမ်းပါစေတည်း။ သူဤကြမ်းကြိမ်လွာရွတ်ဖက်တဲ့အစုံ၌ဖိုးခွင်းရွာသူရွာသားများက ပန်းပေါက်ပေါက်များကျေးဖြန်းကြသည်ပန်းမျိုးပန်းမိုးများရွာနေတကဲ့သို့ပန်းပွင့်ဘက်များကတဖွဲဖွဲကြလာကကျုပ်တို့ရဲ့ဥက္ခရကျမ်းမာချမ်းသာပါစီဟူသည့်အော်တန်များနေရအနှံ့ညံမစဲအောင် ထွက်လာကြ၏တကားလေးမြတ်တော်လူကျမ်းမာချမ်းသာစွာနှင့်တာဝန်ထမ်းဆောင်နိုင်ပြီးတကားလေးရီမန်းနှင့်ရက်ရွာအကျိုးပြုလုပ်ငန်းတိုင်းအဆင်ပြေချုံးမွေးအောင်ဝေးပါစေဆရာတော် ဥပန်ဒီတာကစုရီတတိကြီးပေတီဆရာကြီးဥဆန်ရွှေနဲ့အထက်အရာရှိအကြီးအကဲများဧည့်သည်တော်လူကြီးမင်းများကဂုံပြုစကားဆိုကြ၏ကျုပ်တသက်မှာဒီလောက်ခမ်းနားတဲ့ဥက္ကရာတင်မြောက်ပွဲမျိုးတခါမှမတွေ့ဘူးဘူးမောင်ရင်လေးဟာကျန်သက်စာဆိုပြီးမှအုတ်ချုပ်သူရာထူးကိုဆက်ခံတဲ့ပထမဆုံးရက်ကြီးဥက္ကရာပဲနောက်နောက်ဥက္ကရာတင်မြောက်ပွဲတွေမှာကျန်သက်စာဆိုတဲ့တလေကိုအတူယူထည့်သွင်းရတော့မယ်အဲ့ဒါမှလည်းအုတ်ချုပ်ခံရာထူးရာသားတွေရဲ့ယုံကြည်မှုကိုရယူပြီးသားဖြစ်တာပေါ့ သူ့ကိုချီးကျူးစကားဆိုကြသည့်လူကြီးမင်းများကိုဥညွံ့၍လျှောက်လာခဲ့လျက်ကိုအောင်ခန့်တို့ဥပေါ်ထွန်းတို့အဖွဲ့ကသူ့ကိုပွေဖက်ကြိုဆိုကြသည်။အုတ်ကြီးရေအောင်မလေးမင်းကိုအုတ်ကြီးလို့ခေါ်ရမှာပဲစိတ်ထဲကျဉ်နှက်ပြီးနေသားထိုင်သာရှိတော့တယ်။ ကိုလာမောင်တို့ကအော်ပြော၍ကျောင်းလီကားတများအတိုင်းခြံရန်လိုက်ပါလာသည်လေကားချင်းရင်မှထင်းနေလင်းနှင့်လူငယ်ကျောင်းသားအဖွဲကနှုတ်ဆက်အော်ဟစ်ကြ၏လူငယ်တတိုက်ကြမှတာဂီကပုချွန်းကုတ်ပေါ်တက်ခွာလျက်အနေထားဖြင့်သူ့ကိုပန်းကုံစုဖို့စောင့်နေ၏ဆရာတော်ကျွန်တော်တို့ရဲ့အုပ်ကြီးကျမ်းပါပါစေဒီထက်မှကစော့ကြည့်ပါစေပန်းကုံစုပေးရင်အော်လိုက်သည်တာဂီအတန်းကြောင့်တဝါဝါတဟာဟာပွဲကြသွားကတပ်ပုံဗီဒီယိုရိုက်သူတွေက အလူအယက်တိုးဝေနေကြသည် သူကထိုလူအုပ်ကြီးကိုဖြတ်ကျော်၍မိကွန်းပြောမိစင်ပေါ်သို့တက်သွားလျင်စင်မြင့်ပေါ်ကခုံဆောင်ထက်မှမြင်လိုက်ရသည်ကမိုက်ဘေးမှာကြာပန်းသုံးကင်နှင့်ပရိန်ကိုပန်းများထိုးထားသည့်ပန်းအိုတလုံးကြာသုံးပွင့်ကိုမြင်းတော့သူရှိဝါတပြန်ကြိုတက်တဲ့အကွာဝေးကဒေါ်လွန်းညိုတို့ကြားမှာထိုင်နေသည့်ရွှေကလေးစီလမ်းကြီးဤသူမလက်ထဲကကြာပန်းတွေကသူရှိပန်းအိုတွေရောက်နေသည်ကို သူထိုကြပန်းတွေကိုဆွဲယူ၍တဆိုင်မမှန်မှွေးကျူလိုက်ပြီးမှအိုလေပြန်ထဲလျင်ရွှေခဲမျက်လုံးလေးတွေဝိုင်းသွားကနှကမ်းများပြင်ပွင့်ဟာသွား၏သူမကိုယ်တိုင်ပန်းအိုလေထိုးဆိုင်ထားသည့်ကြပန်းတွေကိုမှသူကဖိုးခွင်းရွာသူရွာသားများအပေါင်းတို့တပေါင်းလာပြင်းဒီအခါတော်နေ့မှာစက်တရီမင်္ဂလာအပေါင်းနဲ့ပြည့်စုံခါညောင်းကြပါစေခမညာသူ့အတန်ထွန်ဖောက်ထွက်ပေါ်လာဒီနေ့တပြိုင်နက်အတန်ဗလန်တွေအားလုံးရုတ်ချီးတိတ်ဆိတ်သွားသည် ီကနေ့ကျွန်တော်ရဲ့အသက်28နှစ်ပြည့်မွေးနေ့မှာကျွန်တော်ဟာဘဝအသစ်တစ်ခုနဲ့ပြန်လည်မွေးဖွားလာတယ်လို့ခံစားရပါတယ်။ဒီနေ့ဟာကျွန်တော်ဘဝရဲ့အချိုးအကွေ့အပြောင်းလဲတစ်ခုစတင်နေနေ့တနေ့ပါပဲ။ဒီပါရဲ့အုတ်ချုပ်သူတယောက်ဖြစ်လာလိမ့်မယ်လို့တခါမှစိတ်ကူးမယင်ခဲ့ဘူးဘူး။အခုထိလည်းစိတ်ကူးလို့လို့အိမ်မက်လို့လို့ထင်နေမိတော့မယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကဒီတောက်မယ်စားမယ်ပျော်မယ်ပါမယ်ရီလာဝါလာလုပ်မယ်ဆိုတဲ့အတွေးကလွဲပြီးဘာမှကောင်းနေမရှိဘူး။ရရေးရွာရေးကိစ္စတွေမှလည်းကျွန်တော်ကအရေးပါတဲ့ကဏ္ဍမှမရှိဘူး။ တာမန်ရွာသားတယောက်ပဲဖုန်ကြီးကျောင်းကလှူအားပေးရင်သွားလိုက်တယ်။အုပ်ကြီးအိမ်ကစီဝေးခေါ်ရင်တက်လိုက်တယ်။ကျွန်တော်လူရဝင်တာဒီလောက်ပဲ။ဒါပေမဲ့ကျွန်တော်ရွာကိုတိုးတက်ဖွံ့ဖြိုးပြီးခင့်မိစေခြင်းနဲ့ ပညာရေးနဲ့စပေးအဆင့်တန်းမြင့်မားပြီးအတွေ့အခေါ်တွေရင့်တန်ကောင်းမွန်စေခြင်းနဲ့ကျန်းမာရေးစီးပွားရေးအဆင့်ပြေပြီးစီကံရှိရှိတန်ရှင်းနေရွာဖြစ်စေခြင်းနဲ့အဲ့ဒါဟိုးရင်ထဲကရှိနေတဲ့ကျွန်တော်ဆန္ဒအမှန်ပဲကျွန်တော်တို့လူငယ်တွေကိုဒီတိုင်းပြည်မှာနေရာပေးတာအခွင့်ရေးပေးတာမျိုးနဲတယ်ကျွန်တော်တို့ရဲ့ဥဆောင်နိုင်တဲ့စမ်းရည်တွေကိုအတုံးချခွင့်မပေးဘဲဖိနှိပ်ချောင်းထိုးထားကြတာကများတယ်အဲ့ဒီတော့အဲ့ဒီအခွင့်ရေးကိုရှားပါးစွာရလာခဲ့တဲ့ကျွန်တော်ကဒီရွာရဲ့ဥက္ကဋ္ဌဖြစ်လာတာအတော်ကန့်ထူးတယ်ပြောရမှာပဲ ပူကွင်းရွာသူရွာသားတွေကကျွန်တော်ကိုယုံယုံကြည်ကြည်နဲ့ဥက္ခရာတင်မြောက်ခဲ့ကြလို့လေလက်ခုပ်တန်တွေတတော်တော်ထွက်လာသဖြင့်သူစကားခဏရက်ဤထိုအတန်တွေဆဲသွားမှတစ်ချက်ပြုံး၍စက်ပြောသည်ကျွန်တော်ဒီရာထူးကိုယူတယ်ဆိုတာအခွင့်ထူးခံခြင်းလို့မဟုတ်ဘူးဒီရွာအတွက်ကျွန်တော်တတ်နိုင်တဲ့ဘက်ကတာဝန်ထမ်းဆောင်ပေးခြင်းယုံမှာပဲတာဝန်ထမ်းဆောင်နေဆိုတာအလုပ်လုပ်တာကိုခေါ်တာပဲ ကျွန်တော်ဒီရွာအတွက်အလုပ်လုပ်ပေးခြင်းနဲ့အဲ့ဒီထက်ပိုတဲ့အခွင့်အရေးကျွန်တော်မလိုခြင်းဘူးကျွန်တော်ပေးဆက်သူကြီးလည်းမဟုတ်ဘူးစွန့်လို့အနစ်နာခံသူကြီးလည်းမဟုတ်ဘူးဒါကျွန်တော်သဘောဆန္ဒတိုင်းရွေးချယ်ခဲ့တဲ့တာဝန်ပါဥက္ကရာဆိုပြီးတော့လေကျွန်တော်ဘာကောင်ကြီးမှဖြစ်မသွားဘူးထူပီကြီးကျယ်ခမ်းနာမသွားဘူးရွာသားတွေလိုအပ်တဲ့အချိန်ထိကျွန်တော်အလုပ်လုပ်ပေးမယ်ရွာသားတွေကကျွန်တော်ကိုမလိုအပ်တော့ဘူးသဘောမတွေ့တော့ဘူးဆိုရင်ကျွန်တော်ကမန္တလေးပြန်ပြီးကိုပွဲရုံမှာကိုအလုပ်ကိုပြန်လုပ်နေရုံပဲဒီယာဓုကိုမမောဖက်တွယ်နေမှာမဟုတ်ဘူး သူကပြောရင်လူအုပ်ကြီးကိုဝေကြည့်သည်လူအုပ်ကြီးကသူ့မိန့်ခွန်းကိုသာတိတ်ဆိတ်စွာနားထောင်နေ၏ကျွန်တော်ရွာသားတွေကိုမေးချင်တာနှစ်ခုပဲရှိတယ်ကျွန်တော်ကိုဥက္ကဋ္ဌခံပြီးပြီဆိုတော့ကျွန်တော်ဥဆောင်မှုနောက်ကိုတကယ်လိုက်ကြမှာလားလိုက်ကြမှာပါလူအုပ်ကြီးကတခဲနဲ့អော်၍ဖြေကြပြန်သည် ကျွန်တော်ကဥဆောင်သူဆိုပေမဲ့ကျွန်တော်လမ်းလွဲနေရင်ခမည်းတော်ကပြန်ပြီးတက်မဲ့ပေးရမယ် ကျွန်တော်မဟုတ်တာမမှန်တာလုပ်နေရင်အာမနာတန်းတက်တိရှိရှိကဲ့ရဲ့ရှုံချကြဖို့လိုတယ်။ကျွန်တော်မှာအုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေရှိရင်လဲဝေဖန်အကြံပြုပြီးကျွန်တော်နဲ့အတူတူဘာအရေးကိစ္စပဲဖြစ်ဖြစ်လက်တွဲပါဝင်ပေးကြဖို့တောင်းဆိုချင်ပါတယ်။လက်ခံကြရလား။လက်ခံပါတယ်။လက်ခံပါတယ်။ဂျိုင်းတူအော်လိုက်ကြသည့်အတန်တွေက ဟိန်းထွက်လာကပဲ့တင်တန်တွေပင်ထက်ကုန်သည်။ကောင်းပြီ။ ဒါဆိုရင်ကျွန်တော်ကဂရိတခုထပ်ပေးအောင်မယ်ခမားတို့ဒါကျွန်တော်ဥဆောင်မှုနောက်လိုက်ပြီးပူပေါင်းပါဝင်ပေးမယ်ဆိုရင်ကျွန်တော်ရွာကဒီနယ်တဝိုက်မှာအခမ်းအနားဆုံးအလှပဆုံးစံပြကြီးရွာဖြစ်ရစီမယ်ကျွန်တော်ကိုယုံကြည်အားကိုးပြီးရွေးချယ်တင်မြှောက်ပေးခဲ့ကြတဲ့ရွာသူရွာသားအားလုံးကိုကျေးဇူးတင်တဲ့အကြောင်းကျွန်တော်တာဝန်နဲ့မလင်ဟင်းရအောင်ထမ်းဆောင်ခြင်းအဖြစ်အဲ့ဒီကျေးဇူးကိုပြန်ဆက်မှာဖြစ်တဲ့အကြောင်းကျွန်တော်ဆိုခဲ့တဲ့ကျန်းသစ္စာကိုတည်တံ့ခိုင်မြဲအောင်စောင့်ထိန်သွားမှာဖြစ်တဲ့အကြောင်းပြောကြရင်ညီကုန်းချုပ်ပြရစီခင်ဗျာ လက်ခုတ်တန်တွေတောင်းတောင်းဖြားဖြားထွက်လာခဲ့ခြင်းဝယ်ပန်းစည်းကြီးပိုက်၍စင်မောတက်လာသူကြောင့်သူ့မျက်ခုံးတွေမြင့်တက်သွားသည်မန်းဝင်တော်အံ့ဩသွားသည့်မျက်နှာနှင့်အတန်ထွက်ခေါ်မိလျင်မန်းဝင်းကအပြုံးမျက်နှာကြီးနှင့်သူ့လက်ထဲပန်းစည်းကြီးထည့်ပေးသည်ရော့ရော့ဖျားပန်းအထိုးကိုယူလာတဲ့ပန်းစည်းတွေဖျားကိုမလိုပဲမင်းကိုဂုံပြူတာ တောကကျွံ့ရွံ့နေထုတ်ပိုးရစ်ပတ်ထားသည့်နှင်းစီပန်းခိုင်အစည်းလိုက်ကြီးကိုတချမ်းငုံကြည့်၍ဂျင်းနှက်စွာလက်ခံရာယူ၏ငါအချိန်မီလာတာပဲနည်းနည်းလေးနောက်ကျသွားတယ်မန်းဝင်းကပြော၍သူ့ကိုတွန်းဖယ်ကခုံဆောင်ပေါ်ကမိုက်ကိုဆွဲယူလိုက်ပြီးအားလုံးပဲကျွန်တော်ကတော့ဟော်ရီအုပ်ကြီးရဲ့တငယ်ချင်းမန်းဝင်းပါခမကျွန်တော်အားလုံးရှိမှအုပ်ကြီးအတွက်ဝမ်းသာတဲ့တင်းကောင်းတစ်ခုပြောချင်ပါတယ်မန်းဝင်းကသူ့အတန်အော်အော်ကြီးနဲ့ကြေလောင်စွာပြောလိုက်လေရင်တော့စိတ်ဝင်စားစွာနားထောင်နေ၏ ဲ့ဒါကတော့ခမားတို့ရဲ့အုတ်ကြီးထီသိန်း1500စုကြီးပောက်တဲ့အကြောင်းပါခမားဟမ်အလုံးအာမေဒိတ်တန်တွေထွက်လာကြကတော့ကိုယ်တိုင်ကိုနာကိုမယုံနိုင် ဖြစ်သွားသည်မန်ဝင်းကသူမယုံနိုင်ဖြစ်နေတာကိုရီမောပြုံးကြည့်နေလည်းရဲ့တကယ်ပြောတာတော့ရေငါ့ဘူတဝက်နော်ဟာပေးရမှာပေါ့ကွာမင်းကလည်းမန်ဝင်းကသူ့ကိုတိုင်ဖဲရင်သူ့ကြောပြင်ကိုပါတပတ်ပတ်ပုံရင်မင်းတကယ်ကံကောင်းတဲ့ကောင်ပဲဟုလိုက်လဲစွာချီကျူးတော်သည် သူတို့အုံအုံကြွကြွပုတ်လို့ရိုက်နေစေတွေအထက်မှာရွေလျားနေသည့် drone တစ်ခုကိုတတိထားမိတော့ကသူ့မျက်ခုံးတွေတွန်သွား၏ drone ကဘလူးလွတ်ထားတာလေသူအော်မေးလိုက်တော့ကိုအောင်ခန့်နဲ့ထင်းနေလင်းတို့အဖွဲကလက်ထောင်ပြကြသည်ပတ်တန်းတင်နေရလေငါတို့စီစဉ်ထားကြတာသူ့ကိုပြန်အော်ပြောကြစေကင်မရာမန်ရောက်လာက အုတ်ကြီးရေမှတ်တမ်းနေဓာတ်ပုံလေးရိုက်ကြရအောင်ဓာတ်ပုံရိုက်ဖို့လို့ဆိုသဖြင့် တောကမန်ဝင်းနဲ့တိုင်းကျော်တို့အုပ်စုကိုစုဝေးစေသည်မန်ဝင်းကဂျိုင်းတော့အပြူး၍စင်ပေါ်တက်လာသည့်မောင်ဆိုင်ကိုကုတွဲပေးထားပြီးအဖွဲလိုက်တပ်ပုံရိုက်ကြသည်ဥပေါ်ထွန်းတို့ကိုအောင်ခန့်တို့နဲ့လူငယ်အဖွဲတပ်ပုံရိုက်ပြီးသည့်နောက်မှာတော့မိသားစုတပ်ပုံရိုက်ဖို့အမိတို့ကိုခေါ်သည်ပူစုမာတို့သားအမိနဲ့ရွှေခဲတို့သားအမိလည်းစင်ပေါ်တက်လာကြသည်ဟိုကြမလေးကအုတ်ကြီးပေးမှာလာရက်လေဘက်နဲ့ဘေးအဆုံမှာရက်နေတာတော့အဝေစားရောင်တူလေးတွေကစင်တူဆိုတော့အတူတူရက်ရမှာပေါ့ ်ကင်မရာမန်ကနေရာချင်းဖို့ညွန်ပြနေလေရွှေကဲအင်တင်တင်မျက်နှာနဲ့သူ့ဘေးမှာရှင်ရက်လိုက်ရသည်သူ့လက်တစ်ဖက်ကအမေပကုန်းကိုဖတ်ထားလေတစ်ဖက်ကရွှေကဲခါလေးကိုတိုင်းဖက်လာသည်ဖြင့်ရွှေကဲသူ့ကိုမျက်လုံးပြူလေးနဲ့မောကြည့်လာသည် သူကခက်တီတီပြန်ကြည့်ပြီးမှကင်မရာဘက်ကို မျက်နှာမူထားလိုက်သည် ရွာသားတွေကလည်းဓာတ်ပုံရိုက်ခြင်းမသည်ဟုတောင်းဆိုကြသဖြင့်သူလူအုပ်ကြီးအလေတို့ဆင်လာပြီးမှတ်တမ်းဓာတ်ပုံရိုက်ရသည်ယနေ့ပွဲသို့ကြွရောက်လာကြသည့်လူအလုံးကိုစရုတီတာအလူကြီးပေး၍အချွေးမွေးဧကန်သည်ရရေးရွာရေးပြုပြင်ပြောင်းလဲရေးကိစ္စများဆွေးနွေးပြီးနောက်ရွာသူရွာသားများ၏ဆန္ဒသဘောထားကိုလည်းအလေးအနက်ထား၍နားထောင်ပေးရသည် ထိုနေ့တွင် မြတ်တော်လူဆိုသော ထိုသူသည်ဖိုးကွင်းကြီးရွာ၏ဆယ်ဆက်မြောက်ဥက္ကရာဖြစ်လာခဲ့ပြီး ကျန်းတစ္ဆာရွတ်ဆိုတိုင်တည်း၍ရွာသူလွှဲပြောင်းရယူခဲ့သည့်ပထမဦးဆုံးလူငယ်အုပ်ချုပ်ရေးမှူးအဖြစ်မော်ကွန်ရည်ထိုးခဲ့လေ၏ဒုတိယအပိုင်း BE နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ရက်တွေမှာနောက်ထပ်အပိုင်းတွေကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။အားလုံးပဲပေးရနေရင်ကင်းရှင်းကြပါစေရှင်။